သာသနာတော်နှစ်1569နှစ်မြန်မာတကရေ1389ခုနှစ်ခရစ်နှစ်ရက်စက်တလ2025ကျသာပြီနေရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်တောင်ပိုင်းမြို့နယ်အမတ်တရာလေးရက်ွယ်ရှောဝင်းကျောင်းမဘုံပတနာဓမ္မရည်သားကြီးတွင်လူတန်းပူဇော်ကြသည့်လူရှင်မိသားစုပေါင်းတော်ကောင်းများကတော့ နှစ်ဖက်သောမိဘများအားအထူးရည်စူး၍အလုထာယကာယုခင်မောင်တန်အလုထာယကာမာယီတော်ဤကျွေအာယရဏမအောင်ခိုင်မမြတ်မိုးစင်ဤယရဏမောင်မြတ်ဘုံပြေပေတာစုပေါင်းတော်ကောင်းတို့မှာအရာရှိစစ်၃ချိန်မြောက်စီအလူနှင့်အေဆွမ်းအလူ ကုသိုလ်ဖြစ်ပါလေဒီကနေ့လူတိုင်းကလူတိုင်းကမှမိသားစုပေါင်းတော်ကောင်းများကတော့ချော်ဝေးကျောင်းတိုက်ကြီးမှာစွမ်းခေဝေးပေါ်စင်နေတဲ့ကွာစီတလူတို့ကိုလူတိုင်းလာခဲ့တာ183ချိန်တိုက်အောင်ရှိသွားပြီဖြစ်ပါလေစီလူဆိုလို့ရှိရင်လည်းပဲဒလာလင်းတသိန်းချက်စီတသိန်းချက်စီနဲ့လူတိုင်းလာခဲ့တာ183သိန်းမြောက်လူတော်ဖြစ်ပါလေစီလူနဲ့ နေဆိုင်လူတနည်းစားလို့အတွဲလေးပဲဓမ္မပူဇာအတွဲရှိမှန်းပြီးတော့ပူဇော်ထားကြတယ်အလူထာရက်ကအလူထာရေကမှမိသားစုတွေဖြစ်ကြတယ်လို့မုံခဲဝယ်ပေါ်စင်တို့ကိုလည်းပဲအမြဲတမ်းလူတန်းပူဇော်ကြတယ်အလူထာရက်ကအလူထာရေကမှမိသားစုပေါင်းတော်ကောင်းများဖြစ်ကြပါတယ်အယုံစွမ်းအတွေ့ရည်မှန်းပြီးတော့လူတဲ့ပူဇော်ကြသည့်လူရှင်မိသားစုပေါင်းတော်ကောင်းများကတော့ ကျောင်းတန်ဤကမထွန်ွေရင်ဝင်သာယရဏကိုရဲမပန်းဤမွန်မောင်းခွန်ခိုင်ဦးနှင့်နုဝိစတုမိသားစုပေါင်းတော်ကောင်းတို့မှအာယုံစွန်းစသည်တို့ကိုရှိမှန်လျက်စက္ကလူရန်ပူဇော်ကြပါလေနောက်တထမှန်ပြီးတော့မိခင်ကြီးတော်အုံမြင့်ွယ်လွန်ခြင်း၁၇လပြည့်အားအထူးရည်စူး၍တမိယရဏတော်တန်တန်ဦးနှင့်တငယ်ချင်းတစုမှရှိဝဝင်းကြောင်း နဝကံမအလိုတော်မူတသိန်း3000ကျပ်တို့ကိုလည်းပဲစက္ကန့်လူတန်ပူဇော်ပါတယ်ရွှေဝင်းကျောင်းတိုက်ကြီးမှာတွေ့ချေသာသနာပြုနိုင်ရန်ဆိုပြီးတော့ကျောင်းမြေအတွက်ကြီးမှန်လျက်ရခင်ကလည်းပဲနှစ်ချိန်တိုင်အောင်စက္ကန့်လူတန်ပူဇော်ပြီးပြီဖြစ်ပါတယ်ယခုလည်းထမှန်ပြီးတော့၃ချိန်မြောက်စက္ကန့်လူတန်ပူဇော်ကြပါတယ်နောက်ထပ်မိခင်ကြီးတော်တင်အေးမောင်ကိုကိုဦး မခင်စံဝင်ဖိသားစုအပေါင်းတော်ကောင်းတို့မှလည်းပဲမိမိတို့စွမ်းနိုင်သည်များနဝကမ္မစာတိတို့ကိုစက္ကလှူဒန်းပူဇော်ကြပါれ။နောက်ဘလူဒာယီကာမာယီတော်သိင်ကြီးသာယရဏကိုအောင်ပိုင်မတ္တတမောမြေယရဏမောင်ဟိန်ထက်နှင့်အောင်ကဘာမိသားစုပေါင်းတော်ကောင်းတို့မှလည်းပဲစွမ်းချိုင်မုံခဲဝဲပေါ်စင်နှင့်တကွာ လူဝဲပစ္စည်းအတီတီတို့ကိုစက္ကန်လူရန်ပူဇော်ကြပါれအခြားသောယောဂီသရစင်များကလည်းမိမိတို့တက်ဆွမ်းသည်မြဒီကနေ့ဝိုင်းဝန်းပြီးတော့လူရန်ပူဇော်ကြတဲ့အလူတော်မင်္ဂလာပေါ်ကြီးဖြစ်ပါれအလူရှင်မိသားစုရိဥပုံနေ့အချိန်ခါကာလတမယမှာဖြင့်ဥပုံဆောင်သုံးရင်းမိမိတို့တက်ဆွမ်းသည်မြ လူတန်းပူဇော်ထားသောကုသိုလ်ကောင်းမှုနှင့်ဆက်ဆက်ပြီးတော့အနုမောဒနာတရားအနေအားဖြင့်ဒုဒုချင်းချင်းလူရင်းကလေးခိတ္တခဏတရားစကားပြောပြပေးပါမယ်။ဖြတ်တနာတရား၅ပါးတရားတော်။ဘာတရားတွေလဲ။တရားတရား၅ပါးတရားတော်။ ပြဒနာတရား၅ပါးဆိုပြီးတော့ဒီကနေ့အလူဒာယကအလူဒာယီကမှမိသားစုပေါင်းတော်ကောင်းတို့နဲ့အလုံးတော်ဓမ္မမေဆွေယောဂီတို့ဆင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားကျေးဇူးပြုပေးမှာဖြစ်ပါတယ်ဒီတရားကိုမဟောကြမနာကြခင်တရားပိုင်းရှင်ဖြစ်တော်မူသော သုံးလောကထောထားတပိညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားရှိခိုးပူဇော်ကြောမှ ဖြစ်သည့်အတွက်ကြောင့်အယုံတစ်ပါးစိတ်မသွာပဲနာယူခြင်းယူကြရအောင် မာရာဒီဗလဝိတ္တထဂုံဒါနာနာဝိတာဝုဒါလေဇာမနိညာဝေတိနာအဇိနာပါတိနတတဝါဧဒေနသစ္စာဝဇေနဒုခိတာဟွန်တုတတဝ မာရာဒီဗလဝေတ္ထာမမင်းဆရှိကုန်သောယန္တရောခပင်းတို့သည် ရှိသမျှအာခွန်ဗလာတို့ဖြင့်စွန့်ကုန်ပြည့်လွင်ရကုန်သောနာနာဝီရာအထူးထူးထွေထွေအားဖြင့်စံကြေအောင်ပြုလုပ်စီရင်၍ထားကုန်သောအာဝရာဒါလန်လီမြာစာရှိကုန်သောလက်နှင့်တို့သည်ကုန်ထားစွန့်တုံကုန်သည်ဖြစ်၍လေးစမာနာဖျားလောင်းတော်ဤထံမောက်သူ ကြံထံသောဌာလံလီမြလည်းနဲ့ဟူသောအသွင်တန်ထံဖြင့်ဝင်ရောက်ရမည်ကိုဆက်ကြောက်ကြကုန်သောကြောင့်အညာဝေဒီနာဌာလံလီမြလည်းနဲ့ဟူသောအသွင်တန်ထံမှတမျိုးတခြားဓမ္မသာဖြစ်သောဗံပေါင်းပေါင်းမွေးနှမ်းသာတည်ဟူသောအသွင်တန်ထံဖြင့် စီနာအောင်တော်မူမြတ်စွာဘုရားတဝရှင်တော်မြတ်ဘုရားဤပါရီချီတော်ဆုံးတို့ကိုနတခိုလုံးဥခိုင်း၍ဖူးမြော်လိုက်ကြပါကုန်၏ရှင်ဘုရားဣဒိနာသစ္စာဝဇိနာဤသို့မံမင်းဆရှိကုန်သောယန္တရခပင်းတို့သည်ပြည့်ခွင်အကုန်သောဓာလန်လီမြာဆရှိကုန်သောလက်နှင့်တို့ဤ ကြံထံသောအသွင်တန်တန်ကိုဖြောင်းယူ၏။နူညံသိမ်မွေသောပံပေါပေါမွေနှံသာတိဟုသောအသွင်တန်ထံဖြင့်ဝင်းရောက်ခိုလုံဘုမျိုးဥခိုက်ချင်းဤဟုသောသစ္စာစကားကိုဤယနေ့ဤနေရာ၌မြတ်စွာလေးတော်ကြောင့် သာရဝရှိဝဝိဉ္ဇောင်းမဂ္ဂဥပဒနာဓမ္မယိတာယိအတွင်မိမိတို့တတ်ဆွမ်းသမျှလှူဒန်းပေါ်ရကြပေကုန်သော အလူဒါယကာအလူဒါယိကာမမိသားစုအပေါင်းဥပုသေယောဂီအပေါင်းဤတရားတိနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတို့ကောင်းတို့နှင့် ဖယားသာတော်တမိတော်အပေါင်းဆွေတော်မျိုးတော်ပေါင်းတော်ကောင်းတို့သည်ဒုခိတာကိုစိတ်နှဖြာပေးရန်ကြွား၍ကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဝန္တာလန်းဖြာခြင်းရှိကြကုန်သည်ဟွန်တူယခုဇဝတ္တသစ္စာစကားနှင့်ပုလောဝတ္တမေတ္တာတအရှိန်ဝါကြောင့် အချိန်မကြာကိုစီကိုငါဂျမ်းမာချမ်းသာ၍ဝန်တာတော်မူနိုင်ကြပါစေကုန်တည်းဒီကနေ့ အလူဒါယကအလူဒါယီကာမမိသားစုတွေနဲ့အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားဂျေစုပြုပြီးမှကတော့ဖြတ်တနာတရားဘယ်နှပါလဲဖြတ်တနာတရား၅ပါးတဲ့ကြားဘူးတယ်မဟုတ်လားဖြတ်တနာတရား၅ပါးကဘယ်သူတည်တယ်လဲအဲ့ဒီလိုပဲမှတ်ထားလိုက်နော် ေအပေလေးပါကတ်သုံးပါရပ်ပြေရှစ်ပါယန္တမျိုး၅ပါဝိပါရိတရား၄ပါဖြတ်တနာတရား၅ပါတို့မှာဆိုရလီနော်ဒီဖြတ်တနာတရား၅ပါနော်အဲ့ဒါလေးကိုဘုံဘုံပြန်ပြီးတော့တရိယာအောင်ဒီကနေ့ပြန်ပြီးတော့ပြောပြပေးမယ်ဖြတ်တနာတရား၅ပါတရားတော်ဆိုပြီးတော့တူတူလေးဟောကြရအောင်နော် ပြတနာဆိုတာဘာပြောတာလဲဆိုတော့ပြတနာဆိုတာပျက်စီးတာကိုပြောတာပျက်စီးတာကိုပြောတာနော်ပြတနာဆိုတာပါဠိစကားလုံးမြန်မာလိုတော့ပျက်စီးတယ်လို့အဓိပ္ပာယ်ရတယ်ပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့ပျက်စီးခြင်းလို့ခေါ်တဲ့တရား၄ပါးအ၅ပါးပေါ့ ဲ့တော့ပျက်စီးခြင်းတရား၅ပါးတဲ့အဲ့ဒီ၅ပါးထဲမှာပထမဦးဆုံးပျက်စီးခြင်းဆိုတာဘာပျက်စီးခြင်းလဲမေးရင်ညာတိပြတနာပါပါလေညာတိပြတနာညာတိဆိုတာဘယ်သူတွေကိုပြောတာဆွေမျိုးတွေကိုပြောတာတဲ့ပြတနာဆိုတာကပျက်စီးတာညာတိပြတနာဆိုတာဘယ်သူတွေပျက်စီးကုန်တာဆွေမျိုးတွေပျက်စီးကုန်တာ ညာတိပြတနာဆိုတာဆွေတော်မျိုးတော်တွေပျက်စီးကုန်တာအဲ့တော့ဘလူနီးနဲ့ပဲပျက်စီးပျက်စီးရေတန်ကြောင်းပဲဖြစ်စီမီးတန်ကြောင်းဖြစ်စီတတော်ကောင်းများကြီးတခိုးဓမြကျန်ကြောင်းပဲဖြစ်စီရှန်သူမျိုး၅ပါးဘဒုတန်ကြောင်းပဲဖြစ်စီတဲ့ဆွေတော်မျိုးတော်တွေပျက်စီးဒုက္ခရောက်သွားတာဆွေတော်မျိုးတော်တွေပျက်စီးကုန်တာတဲ့အဲ့ဒီလိုပျက်စီးကုန်တာကိုဘာပြတနာလို့ခေါ်တာ ညာတိပြတနာတဲ့ကြုံမြန်ကြုံညင်ညာသေးသလားထာကြောင့်ဖះရှိကိုယ်တိုင်ဖះရှိကိုယ်တိုင်အဲ့ဒီပြဒနာတရား၅ပါးတို့မှအဲ့တော့အခါခတ်သိင်ကင်းလို့ငြိမ့်သည်ဖြစ်၍မတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်တို့ကိုလင်းမြန်စွာရရပါလို့ဤရှင်ဖះအမြဲတမ်းဆုတောင်းတာနော်အေးအဲ့တော့ပြဒနာတရား၅ပါးတို့မှ ခါခသိင်ကင်းလွန်ငြိမ်းရပါလို့ဤဆိုပြီးတော့စူတောင်းတာပထမဦးဆုံးညာတိပြတနာဆွေမျိုးပစ္စည်းချင်းလို့ခေါ်တဲ့အဲ့ဒီဖြေကနေလွတ်ပြရစီဆိုပြီးတော့စူတောင်းတာညာတိပြတနာပါတယ်လေညာတိပြတနာပါဗျာဘာရီပစ္စည်းချင်းဆွေမျိုးပစ္စည်းချင်းတဲ့လောကလူသားတွေပစ္စည်းမှမကြောက်တာလားကြောက်တာလားကြောက်ပါတယ်ဗျာဘသူပစ္စည်းမှကြောက်တာ ဆွေမျိုးတွေပျက်စီးမှကြောက်ကြတယ်တဲ့ဆွေမျိုးတွေပျက်စီးမှကြောက်ကြတယ်ဆွေမျိုးတွေပျက်စီးမှကြောက်တဲ့အတွဲကြောင့်အဲ့ဒီလိုဆွေမျိုးတွေပျက်စီးခြင်းကနေခါခတ်သိင်ကင်းလို့ငြိမ်းရပါလို့ရှင်ဖျားလို့ဆိုပြီးတော့စုရီတောင်းကြတယ်ညာတိပြတနာဒုတိယကြတော့ဘောကပြတနာပါပါလိမ့်ဘောကပြတနာပါဗျာ ပြတနာဆိုတာပါတယ်လေပျက်စီးခြင်းနဲ့ပျက်စီးခြင်းနဲ့ဘောဂဆိုတာကတော့စီးစိမ်ဥစ္စာတွေကိုပြောတာပေါ့ဥစ္စာပေါ့နော်စီးပွားဥစ္စာတွေပျက်အဲစီးပွားဥစ္စာတွေကိုဘောဂလို့ခေါ်တာပြတနာဆိုတာကပျက်စီးတာဘောဂပြတနာဆိုတာစီးပွားဥစ္စာပျက်စီးခြင်းပဲစီးပွားဥစ္စာတွေပျက်စီးကုန်တာယန္တုမျိုးဘယ်နှပါချောင် ငါးပါးအကြောင်းယန္တုမျိုးငါးပါးကဘသူတွေလဲရေမီမင်းခိုးသူမချင်းမနစ်သက်တော့တာဆိုသမီဆိုဆိုပြီးတော့တော်တော်ကောင်းမြတ်ယန္တုမျိုးဘယ်နှပါးငါးပါးပါဗျာအဲ့ဒီယန္တုမျိုးငါးပါးတွေကတပါးပါးကြောင့်တော်တော်ကောင်းမြတ်ကြီးမိမိတို့ရဲ့စီဝါဥစ္စာတွေပျက်စီးကုန်တာရေကြောင့်ဖြစ်စေမီကြောင့်ဖြစ်စေမင်းကြောင့်ဖြစ်စေ ခိုးသူကြောင့်ဖြစ်စေမချင်းမနှက်သက်သောသားစုသမီးစုကြောင့်ဖြစ်စေကိုဥ္စာလီပျက်စီးကုန်ပြီအဲ့ဒီလိုပျက်စီးမယ်ဆိုရင် လောကလူသားတွေစိတ်လဲဆင်းရဲကြတယ်ကိုယ်လဲဆင်းရဲကြတယ်ဒါကြောင့်အဲ့ဒီဆင်းရဲဒုက္ခကြီးကလွတ်ပြရစီဖရာဆိုပြီးတော့ဆူတောင်းတာဘောကပြတနာဥ္စာပျက်စီးခြင်းဥ္စာပျက်စီးခြင်းလို့ခေါ်တဲ့အဖြစ်ဆိုးကြီးကနေလွတ်ပြရစီ ညာတိပြတနာဆွေမျိုးပျက်စီးခြင်းလို့ခေါ်တဲ့အဖြစ်ဆိုးကြီးကလွတ်ပြရစေဘောကပြတနာဥစ္စာပျက်စီးရတဲ့အဖြစ်ဆိုးကြီးကလည်းလွတ်ပြရစေဆိုပြီးတော့ဆုတောင်းရတယ်အေးအဲ့တော့ညာတိပြတနာရေဘောကပြတနာရေနံပါတ်3ကရောကပြတနာပါပါလေရောကပြတနာပါဗျာ ရောဂပြဿနာတဲ့ရောဂပြဿနာဆိုတာကတော့ပြဿနာဆိုတာပျက်စီးခြင်းရောဂဆိုတာကတော့ယောဂပေါ့နော် ဲ့တော့ယောဂာဇိုးတွေဖြစ်စည်းနှိပ်စက်သည့်အတွက်ကြောင့်ပျက်စီးတာတဲ့အခုကမ္ဘာကယောဂာကြီးလို့ယောဂာဇိုးတွေကနှိပ်စက်တဲ့ခါကြတော့တဲ့မပျက်စီးကြတာလားပျက်စီးကြတာပျက်စီးကြပါဗျာဘသူမှမကယ်နိုင်ဘူးဆရာဝန်ကြီးလည်းမကယ်နိုင်ဘူးဘသူမှမကယ်နိုင်ဘူးတဖြုတ်ဖြုတ်နဲ့ပျက်စီးလိုက်ကြတာတည်ဆုံးလိုက်ကြတာတခါတည်းတော်ကောင်းမြတ်ကြီးမိမိတို့အဲ မိသိန်းချိုဖို့တောင်မှတခါတဲ့တင်ញိုင်ကုန်းတောင်မှတတော်ကောင်းများဤပုံမှန်တကြိုလို့မရတော့တဲ့အဆင့်ရောက်သွားတာနော်အေးအဲ့ဒီကယောဂာကြီးကယောဂာဆိုကြီးကြောက်ရောက်တဲ့အတွေ့အကြောင်းယောဂာဆိုးတွေကြောင့်ပျက်စီးကြတာဆုံးရှုံးကြတာအဲ့ဒါကိုဘာပြဿနာလို့ခေါ်တာ ရောဂပြဿနာတဲ့ဒါဆိုရင်ဘယ်နှပါရှိသွားပြီ။နံပါတ်1ညာတိပြဿနာနံပါတ်2ဘောဂပြဿနာနံပါတ်3ရောဂပြဿနာဆိုပြီးတော့၃ပါရှိသွားပြီ။ အဲ့တော့တို့ဒကာဒကာမတွေတဲ့ဒီသုံးပါးကိုမကြောက်ကြတာလားကြောက်ကြတာကြောက်ကြပါတယ်ဗျာညာဒီပြတနာဆွေမျိုးတွေပျက်စီးမှလည်းကြောက်တယ်အဲ့ဒါကြီးကလွတ်ပြရစေဘောကပြတနာ ပစ္စည်းဥစ္စာတွေပျက်စီးမှလည်းကြောက်တယ်အဲ့ဒါကြီးကလည်းလွတ်ပြရစေရောဂပြတနာယောဂဇူရီနှိမ့်ဆက်ပြီးတော့ပျက်စီးမှလည်းကြောက်တယ်အဲ့ဒီအဖြစ်ဆိုးကြီးကလည်းလွတ်ပြရစေဆိုပြီးတော့အချိန်ချင်းဆူတောင်းခဲ့ကြတာ ဘလောက်ပဲစုတောင်းစုတောင်းလွတ်တဲ့ပုံကိုယ်ကြီးရှိတယ်လို့မလွတ်တဲ့ပုံကိုယ်ကြီးလည်းရှိတာပါပဲစုတောင်းတိုင်းတော့မပြေပါဘူးပြည့်တဲ့ပုံကိုယ်ကြီးရှိတယ်လို့မပြည့်တဲ့ပုံကိုယ်ကြီးလည်းရှိတယ်တဲ့အဲ့ဒီသုံးမှပြီးတဲ့ခါကျတော့နောက်နံပါတ်၄ဖြတ်တနာကဘာလဲမေးရင်သီလဖြတ်တနာတဲ့ပြောပါဦး သီလပြတနာပါဗျာသီလပြတနာ ဆိုတော့ဘာတွေပျက်စီးသွားတာသီလပျက်စီးတာဗျာသီလပျက်စီးတာเนาะကိုယ့်ရဲ့သီလပျက်စီးတာအေးအဲ့ဒီတော့လောကလူသားတွေစောစောကကြောက်ခဲ့တာကတော့ညာတိပြတနာကြောက်တယ်เนาะဘောဂပြတနာလေကြောက်ပါကြောက်တယ်မကြုံမရစေနဲ့ရောဂပြတနာလေ ြောက်တယ်မကြုံပြရစီနဲ့ဒါပေမဲ့လို့သီလပြတနာကြတော့မကြုံပြရစီနဲ့တော်တော်ရှားတယ်နော်ဟုတ်ရလားသီလပြတနာမကြုံပြရစီနဲ့တော့တော်တော်ရှားတယ်ဟုတ်ပြန်ပါဘူးအေးအဲ့ဒါအဖြေပဲနော်ကဘာကြီးမငြိမ်းချမ်းတာဒါအဖြေပဲလောကလူသားတွေ ဒီလပစ္စည်းတဲ့ဘေးကနေဖရာတပည့်တော်တို့လွတ်ပြရစီလို့ဆုတောင်းတဲ့ပုဂ္ဂိုလ်ကတော်တော်ရှားလောက်တယ်။ဟုတ်ရဲ့လား။အမလီဆွေမျိုးဒီပစ္စည်းတဲ့ဘေးကကြောက်ပြရစီ။အဲတော့ယောဂါဆိုပစ္စည်းရတဲ့ကြောက်ပြရစီစီစဉ်ဥစ္စာတွေပစ္စည်းခြင်းကလည်းပဲအဲတော့အဲ့ဒါကလည်းလွတ်ပြရစီဆိုပြီးတော့ဆုတွေတောင်းတာ။ဒီလပစ္စည်းခြင်းဘေးကလွတ်ပြရစီလို့ဆုတောင်းတဲ့ပုဂ္ဂိုလ်တော်တော်နည်းမယ်။အေးတော်တော်နည်းမယ်။ စည်းစံတိလပြတနာတိလပျက်စီးမှာတိတ်မကြောက်ကြဘူးလောကကြီးอ่ะเนาะတိလပျက်စီးမှာတိတ်မကြောက်တဲ့အတွက်ကြောင့်ကဘာကြီးอ่ะခုလိုဖြစ်နေတာเนาะကဘာကြီးอ่ะဒီလိုဖြစ်နေကြတာတိလပြတနာကနေပြီးတော့လွတ်မရစီလို့ဆူတောင်းတဲ့ပုံကတော်တော်နေလောက်တယ်เนาะအေးအဲ့တော့ရှိတော့ရှိတယ်ရှားတယ်ဘောရှိတာတော့ရှိပါတယ်တော်တော်ကောင်းနေအများကြီးရှိပါသေးတယ်เนาะ အေးအဲ့ဒီတော့သီလပြတ္တနာဆိုတာသီလပျက်စီးတာအဲ့တော့ဒါ၈ပါး၉ပါးအဲ့ဒါတွေတော့အဓိကတော့မဟုတ်ဘူးပေါ့အရေးကြီးတာတော့၅ပါးသီလလို့ပြောရမှာပေါ့နော်၅ပါးသီလကတော့အရေးကြီးတာပေါ့နော်အဲ့ဒီသီလတွေပျက်စီးသွားတာကိုသီလပြတ္တနာလို့ခေါ်တာနောက်ဆုံးကတော့ဒိဋ္ဌိပြတနာပါပါလေဒိဋ္ဌိပြတနာပါဗျာဒိဋ္ဌိပြတနာဒိဋ္ဌိဆိုတာကတော့အယူပေါ့နော် ပြဿနာဆိုတာပျက်စီးတာအယူပျက်စီးသွားတာအဲ့တော့ဒိဋ္ဌိပြဿနာကအယူပျက်စီးသွားတာသီလပြဿနာတဲ့သီလပျက်စီးသွားတာဒိဋ္ဌိပြဿနာအယူပျက်စီးသွားတာအယူပျက်စီးသွားတယ်ဆိုတာကတော့ဒါကတော့ဒီပြဿနာထဲမှာဒိဋ္ဌိပြဿနာကတော့ပိုကြောက်เสียကောင်းတာပေါ့နော်သီလပြဿနာရဲ့တရားခံကိုကဒါဒိဋ္ဌိပြဿနာပြောလို့ပြောမယ်ဆိုရင်ပြောလို့ရတာပေါ့ဒိဋ္ဌိဆိုတာဒါအယူ ဲ့တော့ပြဿနာဆိုတာပျက်စီးတာအယူပျက်စီးသွားတာဘလို့အယူပျက်စီးသွားတယ်လဲဆိုရင်နတ္ထိဒိန်နံလှူလို့အကျိုးမရှိဘူးလှူလို့ဘာဘာအကျိုးရှိလို့လဲကွာလှူတဲ့လူတွေမွဲကုန်တာပဲအလှခံတဲ့ကိုရော်တွေပဲချမ်းသာသွားတာဟုတ်လားအဲ့တော့နတ္ထိဒိန်နံလှူလို့အကျိုးမရှိဘူးတဲ့အဲ့တော့လှူလို့အကျိုးမရှိဘူးဆိုတာမျိုးတွေ ဒါအယူမှန်တာလားအယူမှားတာလားအယူမှားတာအဲအယူမှားတာတဲ့အဲ့ဒါသရကောင်မြတ်ကြီးဒါဒိဋ္ဌိပြတနာပဲအယူပျက်စီးသွားတာပေါ့အယူပျက်စီးသွားတော့အယူမှားသွားတယ်ပြောတာပေါ့နတ္ထိယိတံတဲ့နတ္ထိယိတံဆိုတာကတော့ဒါပူဇော်တာတွေပေါ့အဲမိဘဆရာသမားတွေကို ပူဇော်တာတို့ဘာတို့အဲ့ဒါမျိုးတွေကိုလည်းပဲအလကားမိဘလည်းအဲအဲတော့ကိုယ်ဟာအသက်သက်ခကုံဟာကြီးမားတဲ့ပုံကိုယ်တွေပူဇော်တာတို့ဘာတို့ ဘာမှအကျိုးမရှိဘူးလို့ပြောတာနတ္တိယိဋ္ဌံနတ္တိဟုတံနဲ့နတ္တိဟုတံဆိုတာကတော့မှာဧည့်သည်လာလို့ဧခန္ဓာမျိုးလက်ဆောင်ပေးတာမျိုးလို့ဆိုလို့ဘာမှအဓိပ္ပာယ်မရှိဘူးဆိုပြီးတော့အဲအဲ့ဒီလိုမျိုးတွေအဲယူဆွဲတာတွေဟာလေအယူမှားတယ်ဧည့်သည်လာလို့ရေကလေးတစ်ခွက်တိုက်ရင်ဒါကုသိုလ်ရတာပဲအဲ့ဒါကိုကာလဒါနလို့ခေါ်တယ်ကိုယ်အိမ်မှာဧည့်သည်လာလို့ရေကလေးတစ်ခွက်တိုက်ရင်အဲ့ဒါကာလဒါနပဲ ဧည့်သည်လာလို့ရှိရင်ကိုကရေလေးတက်နိုင်ရေတိုက်တယ်အဲ့တော့ဖြော်ရေလေးတက်နိုင်ဖြော်ရေတိုက်လိုက်တယ်အဲ့ဒါကာလဌာနပဲထမင်းတက်နိုင်လို့ထမင်းကျွေးတယ်အဲ့လိုမှမဟုတ်ခဏလေးနာလာပြီးနားနေကြတယ်တဲခိုကြတယ်ခွင့်ပြုပေးလိုက်တယ်ကာလဌာနပဲအဲ့ဒါလေးကိုအကျိုးမရှိဘူးလို့ယူဆရင်ဒါဒိဋ္ဌိပြတနာပဲတဲ့အယူမှားလေနတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိဟုတံ နတ္တိမာတာအမေဟူပြုစုလုံကျွေးခြင်းဟာဘာမှအဓိပ္ပာယ်မရှိဘူးတဲ့။ तू ကအမေဖြစ်လို့တို့ကိုစောင်းလျှောက်တာ။အဲ့တော့တို့ကအမေဖြစ်လေတို့ကတို့သားသမီးပြန်စောင်းလျှောက်မှာပဲဘာမှစောင်းလျှောက်စရာမလိုဘူးဆိုတာဒါအယူပျက်စီးသွားပြီ။နတ္တိပိတာအဖေကိုစောင်းလျှောက်လို့လေဘာအဓိပ္ပာယ်မှမရှိဘူးဆိုတာလေအယူပျက်စီးသွားတယ်။မိဘတွေကိုဘာမှစောင်းလျှောက်စရာမလိုဘူးဆိုတာအယူပျက်စီးသွားတယ်။ သူတို့မိဘဖြစ်လို့တို့ကိုစောင့်ရှောက်တာတို့ကဘာမှပြန်လဲတုံ့ပြန်ကျေးဇူးတုံ့ပြန်စရာမလိုဘူးဆိုတာတည်းဟာအယူပျက်စီးတာပဲအေးအဲ့ဒီတော့နတ္တိသူကတဒုက္ကတနံကမ္မနံဖလံဝိပါကောကောင်းကြောင်လုပ်လို့ကောင်းကျိုးရတယ်ဆိုတော့ရှောက်ပြောတာကောင်းကြောင်လုပ်ပြီးရက်ွက်ထဲမွေးနေတာတည်းတပုံကြီးအဲ့တော့ကောင်းကြောင်လုပ်လို့ကောင်းကျိုးရတယ်ဆိုတော့ဘယ်သူပြောတာလဲကောင်းကြောင်လုပ်ပြီးတော့မရက်ွက်ထဲမှာဒုက္ခရောက်နေတယ်တပုံကြီးပဲအ မကောင်းကြောင်းလို့လို့မကောင်းယူရတယ်ဆိုတော့ဘာသူပြောတာလဲမကောင်းကြောင်းညီလုတ်ပြီးတော့ကြီးပွားနေတာချမ်းသာနေတာတွေတပုံကြီးပဲဆိုတာဒီဟာအယူပျက်စီးသွားတယ်အယူပျက်စီးသွားတယ်မကောင်းကြောင်းလို့ရင်မကောင်းယူရတော့ရကူရမှာအခုမရသေးရင်နောင်ရမှာလို့ဒီလိုမှတ်ရမယ်တဲ့ကောင်းကြောင်းလို့ရင်ကောင်းယူရကူရရမယ်တဲ့အခုမရသေးရင်နောင်ရမှာပဲတဲ့အဲ့တော့သူ့အချိန်နဲ့သူ့ကာလနဲ့သူအကျိုးပေးမယ် ကအချိန်မရောက်သေးလို့အကျိုးမပေးတာလို့ဒီလိုမှတ်ရမယ်။အဲတော့ကိုကအတဏ္ဍာယဆုံးမကောင်းကြောင်းနေမလုံမိဖို့အရေးကြီးတယ်။အာမကောင်းကြောင်းလုပ်ပြီးကြီးပွားနေတာဒီတပုံကြီးအဲတော့ချကွာလွချင်ရလောက်ကွာဆိုရင်တော့ကိုလည်းခံရမှာပဲ။အဲတော့တနေ့နေ့တစ်ချိန်ကြာရင်အကျိုးပေးမှာ။အဲတော့အတဏ္ဍာယဆုံးတော့မကောင်းကြောင်းနေမလုံမိဖို့အရေးကြီးတယ်။ ကိုတတ်နိုင်တဲ့ကောင်းချောင်းလေးကိုမကြိုးစားရမှာလားကြိုးစားမှာလားကြိုးစားပါပါဗျာအေးထားလိုက်တော့အယူပျက်စီးတာအဲ့ဒါလောက်ဆိုရင်ထားလိုက်တော့အယူပျက်စီးတာတွေကတချို့ကြတော့ဖရာတောင်မယုံတော့ဘူးတော်ကောင်းမြတ်ရဲ့နှက်ပြီဆိုတာလည်းမယုံတော့ဘူးအဲ့ဒါတွေအားလုံးပါတာပေါ့နော်အေးအဲ့ဒီတော့အယူပျက်စီးတယ်ဆိုတော့စောစောကသီလပျက်စီးတယ်ဆိုတော့အယူပျက်စီးရင်သီလလည်းပျက်စီးသွားနိုင်တာပဲအဲ့တော့အယူပျက်စီးတဲ့ပုံကပုံပြီးတော့အပြစ်ကြီးတယ် အဲ့ဒီတော့အခုဒါဆိုရင်ပြတနာတရားအလုံးဘယ်နှပါးရှိသွား၅ပါးရှိပါဘူးနံပါတ်၁ကညာတိပြတနာနံပါတ်၂ကဘောကပြတနာနံပါတ်၃ကရောကပြတနာနံပါတ်၄က သီလပြတနာနံပါတ်5ကဒိဋ္ဌိပြတနာအလုံးဘယ်နှပါမှန်ပါဗျာအေးတက္ကရကမတွေအများစုကြောက်တာကတော်ကောင်းများကြီးဘာပြတနာတွေလဲမေးရင်နံပါတ်1ဘာပြတနာညာတိပြတနာမကြောက်တာလားကြောက်တာလားမှန်ပါဗျာသိအောင်ကြောက်တာနော်ဟုတ်တာညာတိပြတနာအမလီဆွေမျိုးပျက်စီးခြင်းကလွတ်ရပါလို့ဤဘယ်တော့မှမပျက်စီးပြရစေနဲ့ဖေဟာမကြောက်တာလားကြောက်တာလားကြောက်ပါဘာပြတနာ ညာတိပြဒနာဒုတိယကြောက်တာဗါတယ်လေဘောကပြဒနာမကြောက်တာလားကြောက်တာလားအမလီအဲ့ဒီဘွားမျိုးမရောက်ပြန်စီနေနောက်နံပါတ်3ကြောက်တာဗါတယ်လေရောဂပြဒနာအမလီကဆူကြီးနဲ့မြန်မတိပြန်စီနေမကြောက်တာလားကြောက်တာဟောကြောက်တာဘယ်နှပါ မကြောက်တာဘယ်နှပါမကြောက်တာနှစ်ပါးဟုတ်လားများတော့ပြင်မကြောက်ကြဘူး သီလပြတနာလည်းပဲသရောကောင်းမြတ်ကြီးတိတ်ပြီးတော့မကြောက်ဘူးဒိဋ္ဌိပြတနာလည်းပဲတတိတောင်မရဘူးသီလပြတနာနဲ့ဒိဋ္ဌိပြတနာတတိတောင်မရကြဘူးရှေ့သုံးပါပဲအယုံပြုတ်နေကြတာဒါပေမဲ့လို့တဲ့ရှေ့သုံးပါပျက်စီးလို့အပေမကြဘူးလေနောက်နှစ်ပါးပျက်စီးရင်အပေကျသွားနိုင်တယ်အေးအဲ့တော့ လောကလူသားတွေကအပေမကြတဲ့၃ပါးပဲကြောက်ကြတာအပေကြမယ်၂ပါးကိုသိပြီတတိတော်မရကြဘူးဟုတ်လားအေးတတိတော်မရကြဘူးပြัฒနာတရားအလုံးဘယ်နှပါးရှိတာ၅ပါးရှိတာဗျာအဲ့ဒီပြัฒနာတရား၅ပါးရှိတယ်အဲ့ဒီ၅ပါးထဲမှာသီလပြัฒနာသီလပျက်စီးမှာကြောက်ရမှာတကယ်ကြောက်ရမှာသီလပျက်စီးမှာကြောက်ရမှာဒိဋ္ဌိပြัฒနာကပိုကြောက်ရမှာ အယူမှားသွားရင်သီလပါပြတ်သွားတာပေါ့အေးဒါကြောင့်မိမိတို့ဒီကနေ့ချူဝဝင်းချောင်းတက်ကြီးမှာလာရောက်ပြီးတော့ဥပုသီလစောင့်သုံးကြတယ်လူတိုင်းကြတယ်ဆိုတာတွေကတော့ဒါဒိဋ္ဌိပြတ္တနာအဲမိမိတို့ဒိဋ္ဌိပြတ္တနာကနေကြောက်ပြီးတော့ဒါဒိဋ္ဌိပြတ္တနာကနေကင်းလို့ဒီအတွေ့အကြုံမိမိတို့မှာလာရောက်ပြီးတော့လူတိုင်းကြတယ်ဆိုတော့အယူ အဲမိမိတို့မှာဒါအယူပျက်စီးလို့လားအယူမှန်လို့လားအယူမှန်ပါဗျာအယူမှန်လို့ဘုဒ္ဓလာတွေဆောင်းတုံညာတယ်မိမိတို့တတ်ဆွမ်းသမျှလှူဒန်းညာတယ်ဆိုတော့ဒိဋ္ဌိပြဒနာကလွတ်ပြီးတော့နေကြတယ်အဲ့ဒီတော့ဘာပဲပြောပြောအဲ့ဒီပြဒနာတရား၅ပါးဟာအလုံးအင်မတန်မှအရေးကြီးတယ်အဲ့ဒီ၅ပါးထဲမှာအရေးကြီးဆုံးကတော့နောက်ဆုံး၂ပါးကအရေးကြီးဆုံးရှိသုံးပါးလည်းအရေးကြီးတယ်။နောက်နှစ်ပါးလည်းအရေးကြီးတယ်။ရှိသုံးပါးက ရှေ့သုံးပါပျက်စီးရင်တော်ကောင်းများရဲ့အပေတော့မကြဘူးနောက်နှစ်ပါပျက်စီးရင်ပျက်စီးလဲပျက်စီးမယ်အပေလဲကြာသွားနိုင်တယ်လို့မှတ်ပြီးတော့ဒါတိတို့တရားတွေကမှပေါင်းတော်ကောင်းတို့အဲ့ဒီပြဿနာတရား၅ပါးကိုအာယုံပြုပြီးတော့အဲ့ဒီလိုအဖြစ်ဆိုးကြီးကလွတ်မြောက်ရပါလို့ဤလို့ဆုတောင်းပြီးမိမိတို့စွန့်နိုင်သည်မြဌာနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတို့ကိုကြိုးစားအားထုတ်ကြ၍ ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်မျက်နှိပ်ပံကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြသည်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်အပမာဒီနာမမေးမလျောမပေါမတန်ထက်သန်သော အပမာရတတိတရားဖြင့်တံပါတိထကိုစီကိုငါပြေဆုံးနိုင်ကြပါစေကုန်တည်း